မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ Muay Thai Magazine နိုင် Academy သူ့ဝန်ရေးသားခဲ့သောအဖေကြီးတီးတဲ့ရွှေကြီးစီဆိုတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Kunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ရွှေမန်းတင်မောင်းတီဆိုခဲ့သောရွှေကြီးစီတခြင်းကိုငယ်စဉ်ကလိုက်ဆူ၍ကောင်းယုံတမဲမြသာကျွန်တော်ခံစားခဲ့ရသည် ဤဒီမှာလဲအိရှိဖုန်ကြီးကျောင်းမှာလူဝဲများတွင်ကျွန်တော်ဖွားကအော်စပီကာဟုခေါ်သော အတန်ချဲ့ဆံများဖွင့်မှာများ၍နိုင်ယူဝနေသောကြောင်ဖြစ်ပါသည်တကယ်တော့ကျွန်တော်ဒီရွှေမန်းတင်မောင်ကိုတစ်ချိန်သာကြည့်ဘူးလိုက်ရသည်လေးတော်တင်ခန်းမှုအမေရိကန်နွားကြောင်သားဇက်ကားတွေထဲမှာလူရိုင်းနေများလေးများပြစ်သလိုဇက်ခုံပေါ်တကယ်ပြစ်မလားအထင်ဖြင့်ကလေးကလာတွားကြည့်ခဲ့သောရောင်ဝါးဝါးကလေးဘဝအရွယ်ကဖြစ်သည် အရွယ်ကလေးအနှဲငယ်ရလာသောအချိန်များကလည်းဇက်ပွဲများကြည့်ခြင်းသည် တောဆန်သည်ဟုသောအထက်တန်းစားများအောက်တန်းကျစွာတွေးခေါ်ခဲ့သည်ကိုတန်ရောင်လိုက်နေမိခဲ့သောကြောင့်ဇက်သည်ပင်ကိုမကြည့်ပစ်ခဲ့။ထိုစဉ်ကကျွန်တော်၏အတွေ့အခေါ်သည်ဖျားဝဲမပြူခြင်းကျွန်တော်၏ခံစားမှုသည်နှင်းစီပန်းများကြားမှဝေဝဲနေသောစဖာယာကော်လေးညင်းကလေးကျွန်တော်၏ဇက်လိုက်များမှဂျိန်းစင်း အဲလစ်ဘတ်ဒေလာကျွန်တော်ဤဒေါ်လာရေးမှာလူနာမည်ပေးเสียနေသင့်နန်းသင့်ဖြစ်เสียမလို့ကျွန်တော်ဤလူဒန်းစားအသည့်မှာမင်းသားရွှေဘောက်ကိုကြိုက်လျင်တော်သာကျွန်တော်ဤရင်ကျဲမှုမှာတိုက်ပုံအင်ကြီးအကောင်းကို တမင်္ဂလာဖြဲ၍အလူမင်္ဂလာပွဲကိုအရွက်တိုက်ခြင်းကျွန်တော်ဤပြောင်မြောက်သောအရေးချင်းဒီကလူသုံးပုံပစ္စည်းများသာဖြစ်သောအသက်မရှိ အသည့်မရှိသောမော်တော်ကားအကောင်းစားများကိုတရွေးဖြင့်ထွေးခြင်းခြေထောက်ဖြင့်ကန်ရန်စသည်တို့ဖြစ်၏ထို့တော်တွင်ဇက်စရာကွယ်လွန်ခဲ့သည့်အတွက်ကျွန်တော်တွင် ဘာမျှထိခိုက်ကြေကွဲခြင်းမဖြစ်မိခဲ့ပါဘူး။ကံဘက်လည်းခီရိတ်ရွာထိတ်ကကြောင်းတော်သာနဘေးဝယ်ဟူသောတေးတန်သည်ထမ်းပင်ထိပ်ဖျားရှိအတန်ချက်ဆက်များစီမှ ရှူဝါရောင်လဲခွင်းများပေါ်ကြော်လွှား၍အင်ဖတ်မှုအင်ခုံဖျားများပေါ်ရှက်တိုက်ပြေးလွှားနေတတ်သောအခါသမယ မင်းသားတွန်လေးသိန်းနံခက်စားနေသောကာလလောက်တွင်အမှုပညာရေးရည်တည်ချက်ကိုကျွန်တော်မတော့တခေါက်သိနေပြီဖြစ်သည်တွန်လေးသိန်းနံကြာ၍တောသားဟုခေါ်လေကျွန်တော်ကိုလည်းတောသားဟုပဲမှတ်ယူကြပါကုန်ဟုကျွန်တော်ပြောဝင်နေပါပြီတောသားများချစ်ကြသောတွန်လေးသိန်းနံကိုကျွန်တော်လည်းနှစ်ချိုက်တတ်နေပြီထိုချိန်တွင်ဖျားဝှက်ပြူခြင်းနေ့တဲ့နံတဲ့နမဲပေးခြင်းတို့သည်ရှင်ချင်းမှုအစဉ်လာကိုထိမ့်သိသည့်သဘောစဖိုင်းယားခေါ်လင်းကြီးကလေးနှင့်ဆက်ယုံမိကိုတို့သည်တုတံဘိုးနှင့်သူဖြစ်သည်ဟုသောသဘော မင်းသားရွှေဘာသည်ဖေသောအခါမဆိုတော်သားများဘက်မှယက်ဒီတရုပ်ဆောင်ခဲ့သဖြင့်တော်သားများချစ်ခဲ့ကြခြင်းသည်ယုတ်တီတန်သောသဘောတိုက်ပုံအင်းကြီးအကောင်ကိုစုပ်ဖြဲเสียမလို့သလိုတိုက်ပုံအင်းကြီးစုပ်နေသည်ကိုလည်းကဲ့ရဲ့ရှုတ်ချเสียမလို့သည့်သဘော မြန်မာလူမျိုးတို့အလူတန်းလှုပ်ခြင်းသည်အရွက်တိုက်နေရလောက်အောင်ကြီးမားသည့်ပြဿနာကြီးမဟုတ်သောသဘောဘာမှမသိရှာသော မော်တော်ကားကောင်းစားကြီးများကို6တောက်ဖြင့်ပိတ်ကံမိအစားလူတွေအလုံးတပြိုင်နက်တည်းတထန်းတစားတဲ့လူနေမှုအစ်စ်မြန်မာလာရေးကိုတွေးတောသင့်သည့်သဘောစသောသဘောပေါင်းများစွာကိုကျွန်တော်သဘောပေါက်နေလေပြီသဘောပေါက်နေသည်ဟုထင်မိသည်လည်းဖြစ်နိုင်ပါသည်မိတို့ပင်ဖြစ်စေအကြောင်းတရားတိုင်းကို ဖြစ်ခြင်းသည်ဖြစ်နိုင်သည်ဖြစ်သင့်သည် ဖြစ်နေသည်ဟူ၍ခွဲခြမ်းလေ့လာတတ်သော ကာလလေဝန်တွင်ကျွန်တော်သည်ဇက်တပင်အငိမ့်ဆသောရိုးရာပွဲများကိုကြည့်တတ်ကြိုက်တတ်နေပြီဖြစ်သည်ကျွန်တော်သည်ရွှေမန်းတင်မောင်ကိုကွက်ခနဲလွမ်းလိုက်မိသည်သူကွယ်လွန်စဉ်အခါကဝမ်းမနှဲမိခဲ့သည့်အတွက်ကိုပင်ဝမ်းနှဲမိလိုက်သည်ခုခါသူ၏အတံမြကိုသာဓာတ်ပြားနှင့်အဖျားပွင့်ညိတန်ကြမှဆွဲထုတ်နားထောင်ရင်းရွှေမန်းတင်မောင်ဘွဲကိုအသေးချာမကြည့်မိသည်မှနားလေခြင်းဟုတွေးမိသည်ဟုတ်ကဲ့ရွှေမန်းတင်မောင်ဟုပင် ခေါ်ဝေါ်တုံးဆွဲခြင်းမိသည် ရွှေမန်းဥတည်မဟုခေါ်ရခြင်းသည်ပြည်သက်နှင့်အမှုပညာသည်ဤကြားမှာစိန်ကားချနာသည့်သဘောကိုစောင့်သည်ဟုကျွန်တော်ထင်သည်ကျွန်တော်၏အတော်သည် ရှေမင်းသားကြီးဥဖိုးစိန်ကိုကိုဟိုးစိန်ဟုခေါ်တကယ်၎င်းငါးနှစ်သားရွယ်ကျွန်တော်တူလေးသည်ကိုကျော်ဟင်းကိုကျော်ဟင်းဟုပြောင်ပြောင်တင်းတင်းမြဲနှင့်ချင်းဆိုင်ခေါ်တကယ်၎င်းဇေယဆိုလျင်ကြည်ကြည်သေးပါတွေ့ပတ်၍အမှတ်သားကြသည် ်ဝင်းဦးဆိုရင်ဝဝဝင်းရွှေညွန့်ဝင်းဆိုရင်ခင်းသန်းသူဇော်ဝမ်းနွဲ့နွဲ့မှုစသဖြင့်ရွှေမန်းတင်မောင်ခက်စားစဉ်ကတွဲဖက်မင်းသမီးမှာအောင်တန်းတင်ဖြစ်သည်သူတို့နှစ်ယောက်ကိုလည်းပြိသက်က တွဲဖက်မှတ်သားခဲ့ကြလေသည် ရွှေမန်းအောင်တန်းတင်ဟုတစ်ချက်တည်းခေါ်မှပြည့်စုံတဲ့ကဲ့သို့ပင်ဖြစ်ခဲ့လေသည်အောင်တန်းတင်သည်ကျွန်တော်အတော်ဝမ်းခွဲဖြစ်၏ ကျွန်တော်ဒီလူကြီးသူမများပြောပြကြသောရှေးအောင်နှောင်းပညာကိုအလွန်နားထောင်ခြင်းသူဖြစ်၏အဖေသည်ကျွန်တော်အားရှေးအမှုပညာရှင်ကြီးများအကြောင်းကို ပြန်ပြောပြတတ်ခဲ့၎င်းအမေသည်သူ၏ဘိုးဘွားဘီဘီများ၏အကြောင်းကိုပြန်ပြောပြတတ်ခဲ့၎င်းအတော်အောင်တန်းတင်သည့်ရွှေမန်းတင်မောင်အကြောင်းများကိုကျွန်တော်အားပြန်ပြောပြတတ်သည်အများသူကသိပြီးသားများပါဝင်သလိုမသိသေးသည့်များလည်းပါဝင်လေသည် အတော်အောင်တန်းတင်တခါကပြောပြသောအကြောင်းအရာတစ်ခုမှာကသူနှင့်ရွှေမန်းတင်မောင်နှစ်ယောက်ထဲသာတိခဲ့ကြသည့်အကြောင်းအရာဖြစ်လေသည်မုန်းလို့ရာတွင်အတွင်သားအထိညီညာညာကြက်စီရန်၎င်းမြ мян ထက်ထက်ကြက်စီရန်၎င်းအထက်မီအောင်မီဖြင့်ဖုတ်ရသည်အညာဒေသ၏အဘူသည်အထက်မီအောင်မီနှင့်မုတ်ဖုတ်တကဲ့သို့သည်ထနှောင်းရဲ့၏အေးမြခြင်းသည်ဘလိုပဲဖြစ်ဖြစ်ကန့်ကော်တော်ကိုတော့မှီလိုက်မည်မတင်နေကျင်သောဖုံများကိုတပြက်စီးလဲ၍လာသောအညာလေသည် အင်းအားကံပေါ်တွင်ရိုးရိုးကတတ်သောလေဝင်နှင့်မနှိုင်းတအောင်ပူပေးလိုက်မည်။ဝကြမ်းဖြာများဖြင့်မိုးကာထားသောဇက်ယုံအတွင်း၌ပင်လည်းငရံ့ပြလူတညလုံးဇက်ကရသဖြင့်နေခင်းသာအေးရရှာသောဇက်သမားများမှချွေးတစီစီဖြင့်လူးလိတ်နေကြရလေသည်။ပူလိုက်ပါပြီအညာတွင်ရဲ့ဇက်စရာသည်တညလုံးဒိုင်ငံ၍တန်လောက်အောင်ကတတ်သည်မှန်တော်လဲနေ့လယ်နေခင်းတမေးနှမေးသာမှိတတ်သည်မှအံ့ဩစရာကောင်းသည်။အညာတွင်လည်းမို့ပူသည်ဟု၍သူမအိပ်သည်မဟုတ်။ ဘယ်ဒေသမှာကာယကာယသူ့ဝတီကိုကအီတိုင်းသာဖြစ်သည်သူသည်များသောအားဖြင့်ပလက်ကလထိုင်းတလုံးဖြင့်စာဖတ်နေတတ်သည်ကအများဤခလေးများကဲ့သို့အတန်ထွက်ရွတ်ဖတ်ကြက်မှတ်တတ်သည်လည်းရှိတတ်၏သို့ကြောင့်လဲကာလူဒါ၏အမတ်ဆိုသည်မှာရွှေမန်းတင်မောင်ကိုပြောတာများလေလားဟုထင်ရလောက်ချင်းဖြစ်ဟန်တူသည်အမေကြီးကိုအောင်စိန်သည်ရွှေမန်းကိုထမ်းပိုးရကြိုးနပ်ပါပြီသူနေလေခင်ကလည်းရွှေမန်းတင်မောင်သည်ပလက်ကလထိုင်းတလုံးဖြင့်ပုံနှွယ်ကြားတွင်ဥပုံညာစာတပုတ်ကိုကြက်မှတ်နေလေသည် အောင်တန်းတင်သည်မလံမကန်ဖြာတစ်ချက်ပေါ်တွင်မှေ့အိတ်နိုင်ရန်ကြိုးစားနေလေသည်မှေ့မေမှေ့မေရှိနေသေးသည် သူနာတဲ့သူ့မိခေါ်တန်ကြားသလိုလိုဖြစ်လာသည်တန်းတင်ရေးတန်းတင်ဇက်စရာနဲ့ခက်များခက်ပါပြီးတော့တညလုံးလဲကားသည်မှာအမော နေလေနေခင်အိတ်မိကြံတော့တယ်ပူလိုက်သည်အညာတပောင်းဒီကြားတဲ့ကမိကနေအိပ်ပျော်ကရှိသည်ဒင်းကခေါ်နေချေသည်သူ့လိုမောင်ပေါက်ချိုင်းစိတ်နဲ့ဖြင့်ခက်ခက်ရကြည်ရဲ့တော့တို့ရတွင်ဇက်စရာခေါ်တော့မင်းသမီးနေနိုင်ရောလား ဘာတော့ဇက်စရာရဲ့အိတ်မရလို့စိတ်ညစ်နေရတဲ့အထဲဘာလို့အိတ်မရတာလဲတန်းတင်ဇက်စရာစိတ်ထဲမှာရေခဲတက်တာတဲ့ရောက်နေတယ်များမှတ်နေရော့သလားဒါအညာနှွေရှင်ဒါပေမဲ့ငါတို့ခေါင်းပေါ်မှာအမိုးရဲ့အကာရဲ့လို့ရှိလေးမဟုတ်လားဒီမဲ့တန်းတင်ဟိုမှာကြည့်လိုက်စမ်းရွှေမန်းတင်မောင်ညွန်ရသူကြည့်လိုက်ရပထမတော့ဘာကိုသူပြမှန်းမရှင်းလင်နောက်တော့အောင်တန်းတင်ရှင်းလင်းနားလဲစွာမြင်လာရသည် ထိုအခါတွင်တော့အညာနွေ၏အပူသည်သူ့ရင်ကောင်းတဲ့အတိုင်းထိုးနှက်ဝင်ရောက်လာလေသလားပင်ထင်မိတော်သည်တကယ်ကိုအထက်မီးအောင်ပြီးဖြင့်ဖုတ်ကင်းနေသည်လားနီးရဲသောမြေတလင်းနှင့်ဝါရွှေသောနေကြီးတို့အကြတွင်ပျော်ရွှင်စွာချီတက်လာသောလက်တက်ကြီးစီမှတေးသံရှင်မောသံများကိုတဲ့တဲ့များကြားရလေသည်အချို့လက်များသည်ပေါင်းဝမပါချို့ကားပါ၏ပါခြင်းလဲပါမပါခြင်းလဲနေ နေဘူးယုံမကနေကိုဖြက်ရဖြက်ရငါတို့သည်ပျော်ရွှင်ကြပါ၏ငါတို့သည်ငါတို့အမှုပညာရှင်ကိုချစ်၏ငါတို့ရွှေမန်းတင်မောင်ကြည့်ရမဟဲ့ဟုအာခဲစိတ်သွင်းလာခဲ့ကြ၏ငါတို့ဘာကူမှမှုစရာမလိုသည်နည်းဟု၍ကြွေးကြော်နေသလားထင်ရသည်နွားများပင်လင်သူတို့သခင်များဓာတ်ကူး၍ခြေလက်မြောက်ရာမှကကြိုးကောက်ွက်ဆင်းနေသည်အလား တွေ့လာတန်းတင်သူတို့ဘလောက်ဝေးတဲ့ခီးကလာရတယ်ဆိုတာမမှန်းနိုင်ဘူးညခါကြမှကြည့်ရမယ်ပွဲကိုခုကတည်းကလာပြီးစောင့်နေကြရတာအောင်တန်းတီစိတ်ထဲတွင်ဘာကိုမှမသိပီတိဖြစ်ရလေသည်ဂယုနာတရားသည်လည်းနှွေလီပြင်းနှင့်အတူသူ့နှလုံးအိမ်သို့ရောက်ရှိလာသည်ဒါလောက်ပဲအဖြစ်သိရသလားတော်တို့ရဲ့ဟောဟုံမှာကောမြင်သလားလှဲအောက်စီမှာညနေစာအတွက်ချက်ပြုတ်နေကြတာဘယ်လေဝန်ဒုက္ခကြီးသလဲတန်းတင် အဲ့ဒါငရုတ်ကိုတညကြည့်ဖို့တနစ်တာဒုက္ခခံကြရတာပဲတန်လျက်များသာခံမနေပါမူပွဲကြည့်လာကြသောပရိသတ်တို့ဤမျက်နှာအမူအရာများကိုမြင်ရမည်ဖြစ်သည်လှဲပေးပတ်ချလဲတွင်ဝမ်းကြီးပတ်ပတ်ကစားနေကြသောကလေးငယ်များကိုမြင်ရမည်ဒင်းတို့ဤမိခင်များကတော်နေညပွဲမကြည့်နိုင်ပဲနေဦးမယ်လား တေးသမောအိတ်လှဲကြအောင်ဟူ၍တားငယ်သမိခင်များကိုချိန်မောင်းနေမိမလွယ်ဆက်စရာသည်ပက်လက်ကလက်ထိုင်ပေါ်မှဆင်းလိုက်သည်ပုံတော်ရဲ့အပြင်ဘက်သို့ထွက်လိုက်သည်စောင့်ကြောက်ထိုင်လိုက်သည်တန်းတေးရေအဲ့ဒါငါတို့ရဲ့ထမင်းရှင်ကျေးဇူးရှင်တွေပဲငါတို့မေတ္တာစေတနာအပြည့်ထားရလိမ့်မယ်ကျေးဇူးဆက်ကြရလိမ့်မယ်ဂါရဝတရားထားကြရလိမ့်မယ်ကိုင်းငါတို့ကြောကြရအောင် ဇက်စရာကရှေ့နားစီမှာထိုင်လျက်လှဲ့တဲ့ကြီးစီဥတီ၍ဥသုံးကျင်ချကြတော့သည် အောင်တန်းနေကနောက်နားစီမှာ အောင်တန်းနေသည်ဥချလျက်ပီတိမျက်ရည်ဝေနေသည်ပျော်ရွှင်စွာမျက်ရည်ကြရသည်သည်အင်အားသည်ပင်ဖြစ်၏ထိုညကကရသောပွဲသည်တသက်မမေ့နိုင်အောင်ကြည်နူးရပါပြီတော့သည်ထိုညကလည်းရခင်ညများကဲ့သို့ရွှေမန်းနှင့်တွက်ဖက်ပရိသတ်ကိုကရင်ကတော်ပန်းဆင်ခဲ့သည်တို့ရတွင်နေ့လေကဥချကတော်ရသည်နှင့်တန်ဝိုးခြင်းမတူပါတကအညာတွင်သည်ဗမာပူလို့တော့အေဂျန်လိုက်သည်ဖြစ်ခြင်း ရွှေမန်းတင်မောင်သည်သူ့ဆိုခဲ့သောတခြင်းတဲ့ကလိုပဲဖေကြီးသည်ရွှေကြီးစီကိုလွင်လွင်မြီအောင်တီးခဲ့ပါသည်မြမပြည်တွင်ကိုညွဝင်းဟုအမည်ကင်မွန်းတတ်အပ်သောယောက်ျားမြင်းများရှိမှမသိနိုင် တို့ရာတွင်ရုပ်ရှင်မင်းသားကိုညွင့်ဝင်းကတယောက်တည်းသာရှိလေသည်ညွင့်ဝင်းမောင်များစွာတွင်ထိုညွင့်ဝင်းသည်နာမည်အကြီးဆုံးဟုဆိုလျင်မိသူကညင့်အံ့ပါသည်နီတို့ရာတွင်သူသည်ရွှေမန်းတင်မောင်၏သားဖြစ်လေသည်ကိုညွင့်ဝင်းသည်ရွှေမန်းတင်မောင်လောက်နာမည်မကြီးပေထိုကိုညွင့်ဝင်းနှင့်ကျွန်တော်သည်အမတ်မထင်မိတ်ဆွေဖြစ်ခဲ့ကြရသည်တနေ့သောအခါတွင်သူကကျွန်တော်ကိုအခွင့်အရေးတစ်ခုတောင်းလေသည်အခွင့်အရေးဟုတုံးရခြင်းမှာအကြောင်းရှိပေသည်ခမရတို့စာပေဟောပြောပွဲတွေလိုက်ပြောကြတယ်ဆိုတနေ့လောက်ကျွန်တော်တို့ကိုခေါ်ပါလားဗျာလိုက်နားထောင်ခြင်းလို့ ရင်းတို့ဆိုရင်ကျွန်တော်သဘောပေါက်လေပြီစာပေဟောပြောပွဲဆိုဒီမှာမြည်သူမဆိုအခမဲ့နားထောင်နိုင်သောကိစ္စဖြစ်သည်တို့ရရင်ကိုညွန့်ဝင်းသည်မြည်သူမဆိုမဟုတ်ပါချေအဘဲကြောင့်ဆိုသောသူသည်ညွန့်ဝင်းဖြစ်သောကြောင့်သည် သူခမကိုချံဝင်းအပြင်ဘက်ထွက်ရလမ်းလျှောက်ရသည်မှာပင်အခက်ကြုံနေရသူဖြစ်သည်သူချစ်ပရိသတ်ကလည်းနဲတာမှတ်လို့ထို့ကြောင့်သူကျွန်တော်တို့စာပေဟောပြောပွဲသို့လိုက်လာရင်ပရိသတ်ထိမ့်သိမ့်ရသည်မှာပြဿနာမဟုတ်ဘူးပဲထားမင်းသားကြည့်ကျင်သောပရိသတ်ကြောင့်စာပေလိလာသူပရိသတ်အနောက်ရှက်ဖြစ်နိုင်သည်ကျွန်တော်တို့ထံလာသောပရိသတ်ထဲမှာတချို့တဝက်သူ့ဘက်သို့ပဲ့ပါသွားမိကိုလည်းစိုးသေးသည်ဗျာမိတို့ပင် ရှိစေကျွန်တော်တို့စာပေဟောပြောပွဲသို့တူလိုက်မည်ဆိုရင်ကျွန်တော်တို့မှာတာဝန်ရှိသည် ူလိုက်၍ဖြစ်နိုင်သည့်ပွဲမျိုးကိုစဉ်းစားရသည်ဥပမာဌာနဆိုင်ရာစာပေဟောပြောပွဲမျိုးထို့ကြောင့်ပင်သူကကျွန်တော်ထံမှအခွင့်အရေးတစ်ခုတောင်းသည်ဟုစောစောကကျွန်တော်တုံ့နှုံရခြင်းဖြစ်သည်တို့ရာတွင်ယနေ့တိုင်းသူတစ်ချိန်မှမလိုက်ဖြစ်ခဲ့သူမအားလက်သည်နှင့်ကြုံတတ်သလိုသူမလိုက်သင့်သည့်ပွဲမျိုးတွေသာကျွန်တော်တို့သွားရတတ်သည်ကျွန်တော်တို့ပြောရဟောရသောနေရာမျိုးကများသောအားဖြင့်ရက်ထဲရွာတဲ့ တော်လက်ကြေးရွာလှေတရန်လှေတရန်သွားရတော့အရက်မျိုးကျွန်တော်တို့ဟောပြောပွဲများအထူးသဖြင့်ကျွန်တော်ပြောသည်များကိုနားထောင်ခြင်းသည့်အကြောင်းကျွန်တော်သိသည်ကျွန်တော်သည်အထက်တွင်ဖော်ပြခဲ့သောရွှေမန်းတင်မောင်၏စေတနာမြစ်တာသူပရိသတ်ပေါ်ထားရှိသောဂါရဝတရားကိုထည့်၍ပြောတတ်သည်ဟုသူနစွန်နှပြားကြားမိကောင်းကြားမိပေလိမ့်မည် အကျင့်မိဘတို့၏ဂုံပုတ်ကိုဖော်ကျူရ၌အဘယ်သားသမီးကောင်းသည်နားမထောင်ခြင်းရှိမည်နည်းတနေ့တွင်ကိုညွန့်ဝင်းနှင့်ကျွန်တော်စကားလက်ဆုံးကြပြည့်သည်ထိုစဉ်ကစာရေးစရာအောင်ပြေအောင်သည်အမိခံ၍ဇက်သည်ဆောင်းမများရေးဘူးသည်စာရေးစရာအောင်ပြေလည်းအတူတကွရှိနေသည်ကိုအောင်ပြေကရွှေမန်းတင်မောင်၏အမှုပညာကိုဆွေးနွေးနေသည် ကိုညွန့်ဝင်းသည်ပီတိပြုံးကိုမညောင်းမညာပြုံးထားရင်အာရကျေနပ်နေသည်။နှစ်နာရီသုံးနာရီကြာမြားစကားကောင်းခဲ့ကြပြီးသည်ကိုပင်ကိုညွန့်ဝင်းကမတင်းတိမ်သည်။သူ့ဖေးအကြောင်းချင်းများကိုပင်လဲရည်သဖွဲငတ်မပြေနားထောင်ကျင်နေသည်။စိုးစမ်းပါဦးဗျ။ကိုသူ့မောင်ကြီးကကျွန်တော်ဖေးဖေးအကြောင်းနေဟောပြောဝဲမှာထည့်ပြောတတ်ဆို ခမရဟောပြောခွဲကလည်းကျွန်တော်နဲ့မစုံနိုင်ဘူးဆိုတော့အခုပဲပြောပြဗျာခမရဘာတွေပြောပြသလဲငကူတန်ကြီးဖြင့်ပလုတ်ပလောင်ပြောလိုက်ပုံမှာကျွန်တော်ပင်သူနဲ့ရောရွေပီတိဖြစ်ရလေသည်ကျွန်တော်ဒီရွှေမန်းတင်မောင်နဲ့အောက်တန်းတင်တို့ဤလူမသိသောကရော့ပန်းကိုစီကာပတ်ကိုပြောပြလိုက်လေသည် သဘောကတော့ဗျာစာရေးသူဖြစ်ဖြစ်အစိုးရဖြစ်ဖြစ်မင်းသားဖြစ်ဖြစ်အမှုပညာသည်ဆိုတာကိုယ်ပရိသတ်ပေါ်လေးစားသင့်တယ်မေတ္တာသက်စာထားသင့်တယ်လို့ကျွန်တော်ပြောချင်တာပါတကယ်တမ်းစိတ်ရင်းစေစနာရင်းနဲ့ပရိသတ်ကိုချစ်ခင်လေးစားနိုင်ရင်ကျွန်တော်အကျွတ်မဲ့ယုံကြည်ပါတယ်ကိုညွန့်ဝင်းရေရောင်ပြန်ဟတ်တတ်တယ်လို့ဒါကိုကျွန်တော်ကခမည်းအဖေနဲ့ဥပမာပေးတာပါ ကိုညွန့်ဝင်းသည်ကျွန်တော်ပြောပြသောသူ့ဘာခင်အကြောင်းကိုကြားရသောအခါအတော်ပင်ထိခိုက်တုန်လှုပ်သွားပုံရ၏။သူ၏မျက်မှန်ကွယ်နေသဖြင့်သူ့မျက်လုံးနှင့်မျက်ရည်ဝင့်နေမဝင့်နေတော့ဖြင့်ကျွန်တော်မသိရပေ။အေးဗျာရိုးရိုးသားသားဝန်ခံရရင်ဖိဖိရဲ့ဒီဖြစ်ပျက်ကိုကျွန်တော်လုံးဝမသိသေးဘူးကိုသူမောင်။ခမည်းမသိတာဟာပိုပြီးတံမိုးကြီးသွားတာပေါ့ဗျ။ဘာလို့ဆိုခမည်းဖေဟာသူဒီလိုလှုပ်ပါတယ်လို့ခမည်းကိုပြန်ပြောပြီးဂုံယူတတ်တဲ့လူသားမျိုးမှမဟုတ်ပဲ။ဒီလိုအကြောင်းအရာမျိုးဆိုတာကိုယ်တိုင်ထက်တပားသူပြောပြမှာပိုလို့တံမိုးတက်တာကလား။ ကျွန်တော်လဲဒီအကြောင်းကိုဒေါ်လေးဒေါ်အောင်တန်းတင်ပြောပြလို့သိရတာဒေါ်လေးကတော့ဆက်စရာရဲ့အဲ့ဒီအပြုမူကိုသူ့တသက်မမေ့နိုင်တော့ဘူးတဲ့ကိုညွန့်ဝင်းသည်တပြင်းရှည်ကိုခြိုက်သူ့နိုင်တန်ဝိုးကြီးမသောအရာတစ်ခုရှိနေမှန်းသူဆက်၍ပြောပြတော့အကြောင်းအရာကတက်သေးပြလေသည် သူပြောပြတော့အကြောင်းအရာဆုံးခန်းတိုင်သောအခါမေတ္တာစေတနာဂရဝတရားတို့သည်ရောင်ပြန်ဟက်သည်ဟုသောကျွန်တော်၏ယုံကြည်ချက်မှန်ကန်ကြောင်းသိကြသွားရပါတော့သည်ဆက်စရာ၏မေတ္တာသည်သူ့သားလက်ထက်တိုင်ရောင်ပြန်ဟက်၍မဆုံးသည်တကား သူ့အဖြစ်အပျက်ကိုကျွန်တော်အားပြန်ပြောပြလေသည်တနေ့တွင်ကိုညွန့်ဝင်းသည်အထက်အညာရက်သို့ရုပ်ရှင်ရရန်တွားရောက်၏သူရောက်လေရအမျိုးမျိုးတွင်သူ့မော်တော်ကားနောက်သို့သူ့ချစ်ပရိသတ်ကတကောက်ကောက်လိုက်နေကြသည်ကယ်ရီနှစ်ထပ်ကွန်းညွန့်ဝင်းပေကိုမြို့မှာမို့မြို့ပရိသတ်ကအသေးစွဲသည် အထင်မရှိလေနှင့်မြို့စုံနယ်ပြားရောက်တော့လေညွန့်ဝင်းကဘန်တိုလူလေးကနှင့်ပဲကြည်လက်တော့ရများသူရောက်ပြန်တော့လေသူစည်းသောနွားလေးပေးမှသူ့ပရိသတ်ကဝိုင်းဝိုင်းလေ ူ့လှဲနောက်မှာလည်းညာတန်ပေး၍အပြေးလိုက်နေကြတော့လှဲပေါင်းမနေလားဒီလိုနဲ့ကိုညွန့်ဝင်းတို့ရုပ်ရှင်အဖွဲ့သားများတောကျိုအောင်ကြားထိရောက်ခဲ့ကြသည်ဘဲကိုရောက်ရောက်ညွန့်ဝင်းလေးတဲ့တော့ညွန့်ဝင်းကြီးတဲ့ဗျအမလီချောလိုက်တာမှအသားလေးကိုမှုံလို့ဟူသောအတန်များထွက်ပေါ်စမြဲနောက်ဆုံးသူတို့လူစုသည်လူသူမနီလှဲလန်းခီးပင်မပေါက်သောတောင်ပေါ်တောကြီးတဲ့ထိရောက်ခဲ့ကြသည်ဒီမှာလဲအရှူရှူနဲ့ဘဲကဘလို့ရောက်လာကြမှန်းမသိသူ့ကိုလာကြည့်ကြတော့ပြိတ္တများနဲ့ပဲလူငယ်လူရွယ်များကြီးဆိုရင်ထားတော့ အသက်ကြီးအိုမင်းများပါတောင်ဝေးကိုစီဖြင့်သူ့ထံလာ၍ကြည်ငေးကြရသည်ကျွန်တော်မာနတော်တက်မိပါရဲ့ဗျာဟုကိုညုံဝင်းကဝန်ခံသည်သူသည်သူ့စကားကိုဆက်၏တနေရာရောက်တော့ဗျာကျွန်တော်တို့လည်းဆက်တွေထမ်းပစ္စည်းတွေထမ်းပြီးခြေချင်းလာရတာမျိုးတော်လန့်တနေရာမှာခဏနားကြတယ်ခလေးလူကြီးပြိတ္တကတော့ဝိုင်းနှုံးပေါ့လေ အဲ့ဒီတော့မှာတောင်ဝေးကြီးထောက်ပြီးခါတကန်ကန်လျှောက်လာတဲ့တော်တော်ကိုစစ်စစ်ရဲရဲစုပ်စုပ်ပြက်ပြက်အမေအကြီးတယောက်ကျွန်တော်အနားရောက်လာတယ်။အလေးပြုသလိုနှစ်ဖူးပေါ်လက်ကပြီးမျက်လုံးကလေးမေ့လို့ကျွန်တော်ကိုမှုံမှုံမှောင်မှားစိုက်ကြည့်နေတယ်။ကျွန်တော်ကလည်းတောကြီးမြက်မဲတဲ့ကကိုပရိသတ်ဆိုတော့ပူပြီးဂယူးဆက်ရမယ်လို့နားလဲပါတယ်။ဒါနဲ့အဖွားအကြီးနာကတ်သွားပြီးသူ့ပခုံးလေးကိုကင်လိုက်တော့အဖွားကြီးကအကြောပြန်ပြန်ထနေတဲ့လက်ကြီးနဲ့ကျွန်တော်ဘားကိုဂရုံကရင်လာကင်နေပြပြီးတော့မှမျက်ရည်ကလေးဆန်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 းနဲ့ဖာပြောတယ်မှတ်လဲ။ အဖွားကိုပြောသောစကားသည်မိတို့သောစကားဖြစ်ပါသည်။ထိုစကားကိုကြားရသောအခါကျွန်တော်ပင်စက်သိမ်းထသွားမိသည်။ရှင်ဝန်းတင်မောင်ကြီးတချင်းတန်သည်ကျွန်တော်နားအတွင်သို့ဝေကနေတိုးဝင်ပြီးကျွန်တော်သည်ကျွန်တော်အသေးချေအိမ်ကိုဆွဲလုပစ်လိုက်သလိုခံစားရလေသည်။ ဆက်ကြော်ရာကဘာမြေတရိုးထိုးပေါက်လို့ကြားရပြန်ပြီသည်ရွှေကျေးစီအဖေကြီးတည်သည့်ရွှေကျေးစီတန်းသည်လှဲလမ်းပင်မပေါက်သောတောင်ပေါ်တောတန်းတိုင်းပေါက်ရောက်ချသည်တကားအဖွားကိုပြောသောစကားကို အရင်တိုင်းကျွန်တော်ပြန်ပြောပြရသောကုတင်မောင်သားဆိုလို့လာကြည့်တာပါဟုသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်